တစ်ကပေါ့နော်ဒီအကျန်းဖက်စရုပ်စုကအာနာတိန်ထတာမဟုတ်ဘူးကျမတို့အလုံးကြားထဲမှာရှင်းနေရမှာအာနာကိုမသိမ့်နိုင်ဘူးသူတို့နှစ်ကနယ်မြေစိုးမှုမှုကိုလည်းသူတို့မထိန်ထားနိုင်ဘူးနယ်မြေမစိုးမှုထားနိုင်ဘူးဆိုတော့သူတို့ကအာပြောမယ်ဆိုရင်တိုင်းပြည်တစ်ပြည်ရဲ့အချုပ်အခြာအာနာကိုကင်ကင်ထားတဲ့သူပိုင်ထားတဲ့သူလို့တွက်စီရဘာမှသူတို့စီမကြိုင်ရင်လက္ခဏာဘာမှမရှိဘူးလေနော်အဲ့ဒါအဲ့ဒါအဓိကကျမတို့သိရမှာဖြစ်တယ်တိုးတော်လည်းပဲဒီ သူတို့ရဲ့ထွက်ပေါက်အနေနဲ့ကတော့ဒီရွေးကောက်ပွဲဆိုတာကိုသူတို့မဖြစ်ဖြစ်အောင်လုပ်ရအောင်လုပ်ပြီးတော့မှသူတို့ကဘာကိုတော့ကြေညာမှာပဲသူတို့အာနာတီမြဲရေးသူတို့ဆက်ပြီးတော့မှเนาะဒီပြည်သူတွေကိုစစ်ဖနှက်အောင်မှာစင့်ကျစစ်ကြုံပြုတ်ရေးနေတိုင်းပြည်ရဲ့တယံတဘာဝတယံစာတာတွေကိုသူနဲ့သူမိသားစုအကျိုးစီးပွားအတွက်ဆက်ပြီးတော့အုပ်ဆိုးထားနိုင်ရေးအတွက်ကိုလုံနိုင်ဖို့ဟိုမှာသူဒီနိုင်ငံတကာမှာဒီအတူအောင်ရွေးကောက်ပွဲကို အာဘန်းပြပြီးတော့မှနိုင်ငံတကာကတရားဝင်မှုကိုရအောင်စ조사ဖို့အဲ့ဒီနိုင်ငံတကာတရားဝင်မှုနဲ့ရလာခဲ့လို့ရှိရင်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှနိုင်ငံတကာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ဖိတ်ခေါ်ပြီးတော့မှသူဆက်ပြီးတော့မှသူနဲ့သူမိသားစုဆက်ပြီးတော့မှအာချမ်းသာကြွယ်ဝဖို့အရေးနဲ့ဒီတိုင်းပြည်ရဲ့အာအာဏာကို2008ဖွဲ့စည်းပုံအောက်ကနေပဲဆက်ပြီးတော့မှထိန်းသွားနိုင်ရေးကိုပို့ပြီး အာဦးစားပေးပြီးလုပ်နေတယ်လို့ကျမတို့အဲ့လိုမြင်နေပေါ့နော်ရှင်းရှင်းပြောရရင်ဒီစစ်အုပ်စုကမြန်မာနိုင်ငံပြည်သူတွေရဲ့ကောင်းကျိုးအကျိုးစီးပွားအတွက်ဒီမိုကရေစီနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်ရရေးအပါအဝင်မှာပြည်သူကောင်းကျိုးအတွက်တစ်စက်မှသူတို့မှာစေတနာမရှိဘူးဆိုတာတော့ကျမတို့ရှင်းနေတယ်လို့မြင်ပါတယ်လို့ဟုတ်ကဲ့